အားလုံးပဲမင်္ဂလာပါရှင် Healthy Lifestyle မှာပြန်လည်ကြိုဆိုပါရစေဒီနေ့ကတော့အားလုံးလည်းတည်ကြတဲ့တပေါင်းလာပြည့်နေ့ပေါ့နော်ဆိုတော့ကျမတို့တွေဒီတပေါင်းလာပြည့်နေ့မှာအကုန်လုံးကောင်းမှုကုသိုလ်တွေလုပ်တဲ့လူအားလုံးဒီပိတ်ရက်လေးဆိုတော့အပြင်သွားပြီးတော့ဒီပေါ့နော်ကိုပိတ်ရက်လေးကိုဖြတ်တန်းနိုင်မယ့်သူတွေလည်းအများကြီးရှိမယ်လို့ယုံကြည်ပါတယ်ဒါပေမဲ့ပေါ့နော်တကယ်လို့ဖုန်းသုံးမိတဲ့အချိန်ကြလို့ရှိရင်အားလုံးလည်းတည်ရအောင်လို့အတွက်ကျမပေါ့နော်ဖတ်ရှုလည်လာထားတဲ့တပေါင်းလာရဲ့အကြောင်းလေးပေါ့နော်အတူတူလေး sharing လုပ်ပေးချင်ပါတယ်ရှင်ဆိုတော့ ပြောရမယ်ဆိုရင်တပေါင်းလာမြန်မာလများထဲမှာ12လမြောက်လဖြစ်ပါတယ်တနှစ်တာရဲ့နောက်ဆုံးလလည်းဖြစ်တယ်ပေါ့နော်ဆိုတော့တပေါင်းလာရဲ့ပထမလဝက်ကစောင်းရသည်ဖြစ်ပြီးတော့ဒုတိယလဝက်ကတော့နှွေရသည်မှာကြာရောက်ပါတယ်ဆိုတော့စောင်းအကုန်နှွေစပေါ့နော်တာယာလာတဲ့လရသည်လို့လည်းဆိုစပတ်ပြကြပါတယ်အဲ့ဒါကြောင့်မလို့ခက်ဆက်ဆက်စားဆိုတွေကတပေါင်းလာရဲ့အလှကိုရေးဖွဲ့ထားတာတော့ယနေ့အတိုင်းပဲဖြစ်ပါတယ်ရှေးရခင်ကတော့တပေါင်းလာပွဲတော်ကတဲပုံစင်ကြီးပွဲတော်ဖြစ်ပါတယ်တဲပုံစင်ကြီးပွဲတော်ကပကံခက်ဒါမှမဟုတ် ဟုတ်ပကံခင်မတိုင်မီရပင်ပေါ်ပေါက်ခဲ့တယ်လို့လည်းတချို့တွေကပြောကြတယ်ပေါ့နော် ဒါပေမဲ့နောက်ပိုင်းမှာတော့ဒီတဲပုံစီရီပွဲတော်ကျင်းပတဲ့တလီဟာတဖြည်းဖြည်းနဲ့မေးမိန်သွားပါတယ်။တပေါင်းလာပြည့်နေ့မှာတော့ဖရားပွဲတော်မှာကျင်းပတဲ့တလီပေါ့နော်ဖရားမားပွဲတော်တွေကျင်းပတဲ့တလီခေစားလာပါတယ်။အဲ့လိုမျိုးပဲဖရားပွဲတော်ကျင်းပခြင်းကိုတပေါင်းလာပွဲတော်လို့လည်းခေါ်ကြပါတယ်ပေါ့နော်။ဆိုတော့တပေါင်းလာကရာသီဥတုတာယာရာနဲ့အမျှသာသနာရေးမှာလည်းမှတ်တမ်းတင်တင်နဲ့ဒီဖြစ်ရတဲ့ပေါ့နော်ရှိပါတယ်။ဆိုတော့ဖရားရှင်လက်ထက်ပေါ့နော်။ဖရားရှင်လက်ထက်တော်ကဖရားရှင်ကဒီရာဇဂျူပြည်ဝေလူဝင်ကျောင်းတော်မှာတည်င်းတုံးတဲ့အချိန်မှာ ာဒီပေါ့အင်ကတိုင်းနဲ့မကတာတိုင်းတို့ကတက္ကတက္ကမတွေကနေပြီးတော့တရားရည်အေးတိုက်ကျွေးရပေါ့နော်အဲဒီတက္ကတက္ကမတွေကိုတရားရည်အေးတိုက်ကျွေးပါတယ်ဒီတဲ့င်းကိုခမီးတော့သူတော်တနာမင်းကြီးကြားတဲ့အခါမှာတအားတော့ဖះကိုတွေ့ ဖူးတွေ့ခြင်းနေပေါ့နော်အဲ့ဒါကြောင့်မလို့အမတ်တရားကိုအချွေရန်တထောင်နဲ့ဆေးလွတ်ပြီးတော့ဒီဖျားရှင်ကိုသူ့သားတော်ကိုပေါ့နော်ပင်ခိုင်းလိုက်ပါတယ်ဒီအမတ်ကဗုဒ္ဓထံရောက်လာတဲ့အခါမှာတရားတော်ကိုနာရပြီးတော့အချွေရန်တို့နဲ့အတူယဟန်ပြုတ်သွားတယ်ပေါ့နော်ဆိုတော့သူတော်ဒနာမင်းကြီးကို ကပေါ့နော်ဒီဖျားရှင်ကြွားရောက်တော့မူရာကိုစောင့်နေပြီမဲ့ဖျားရှင်တော့ကြွားကြွားရောက်ဖို့ပေါ့နော်ဒီမူမတ်တရားမပင်ပိတ်ဖြစ်ပါဘူးဆိုတော့မင်းကြီးကလည်းနောက်ထပ်အမတ်တီကိုအချွေရန်တထောင်စီနဲ့၉ချိန်တိုင်တိုင်ဆေးလွတ်ခဲ့ပါတယ်ဒါပေမဲ့အားလုံးကဒီမျက်စောဖျားရဲ့ တရားတွေကိုနာပြီးတဲ့နောက်မှာယဟန်ပြုတ်ပြီးတော့နေခဲ့ရပေါ့နော်။ဆယ်ချိန်မြောက်မှာမှာဗုဒ္ဓဘုရားရှင်ရဲ့ဘွားဘက်တော်ဖြစ်တဲ့ကာလူတာယီအမတ်ကိုဆေလွတ်ပါတယ်။ကာလူတာယီအမတ်ကလည်းရှေးရအမတ်တွေနဲ့နီးတူပဲနောက်ပါယဟန်နောက်ပါရင်းနဲ့ပေါ့နော်ယဟန်ပြုတ်သွားတယ်။ဒါပေမဲ့ခရီးလန်းตายရတဲ့တပေါင်းလအချိန်ကိုရောက်နေတဲ့အတွက်ကြောင့်မို့လို့လန်ခီးตายရပုံတပေါင်းလကိုဂါရာပေါင်း60နဲ့ဖွင့်ရပြီးတော့ကပီလာဝတ်ပြည်ကိုကြွမဲ့အကြောင်းကိုဘုရားရှင်အားတောင်းပန်နေပေါ့နော်။ဆိုတော့ဗုဒ္ဓဘုရားလည်းလက်ခံပြီး ီရောတပေါင်းလာပြင်းနေမှာ ကပီလာဝတ်ပြီကိုဒီကြွတော်မူခဲ့ပါတယ်ဖျားရှင်ကပီပီလာဝတ်နေပြီရောကိုကြွတော်မူခြင်းကြောင့်မလို့ဏိဒောဒာယုံကြောင့်ကြီးပေါ်ပေါက်လာခဲ့ပါတယ်ဂါရာတထောင်နဲ့တစားစင်အပ်တဲ့ဝေတန္တရာဇတ်တော်ကြီးကိုလည်းဟောတော်မူခဲ့ပါတယ်အဲခမီးတော်သူရောတနာမင်းကြီးရပါတော့မဟာဓမ္မပါဠိဇတ်တော်ကိုကျမ်းနာရတဲ့အတွက်ကြောင့်မလို့အနာဂတ်တည်ခဲ့တယ်နောက်ခါမှာတော့အရဟတ္တဖို့တည်သွားတယ်ပေါ့နော်ဗုဒ္ဓဖျားရှင်ကပီလာဝတ်ပြီကိုကြွရောက်တော်မူတဲ့အခါမှာဒီတရားဟောတော်မူတဲ့ တွက်ကြောင့်မို့ပေါ့နော်မိရီတော့ဂေါတမီအားလည်းတောတာဘန်တီရဲ့အဲရတော်တရားကိုအကြောင်းပြုပြီးတော့ဆန္နာကိန်းကြီးဇတ်တော်ကိုလည်းဖျားဟောတော်မူခဲ့တယ်ပေါ့ညီတော်နန္ဒမင်းသားယဟန်ပြုဖြစ်တဲ့တားတော်ရာ ဟုလားတာမဏိဘဝကိုရောက်ရှိရဲ့တာကီဝင်မင်းသားတထာယဟန်မောင်ကိုရောက်ရှိရဲ့ပေါ့တပေါင်းလာပြီနေ့ဟာဖះရှင်ပြည်တော်ဝင်မှုအတွက်စတင်ကြွားလှမ်းတဲ့နေ့ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနေ့ကိုအကြောင်းပြုပြီးတော့သာသနာတော်မှာထူကြတဲ့ဖြစ်ရက်တွေပေါ်ထွန်းလာခဲ့ပါတယ်။အဲ့ဒါအပြင်မဟာတက္ကရေတရ၃ခုနဲ့တပေါင်းလာပြီ ည့်ဗုဒ္ဓဟူးနေ့မှာတရားမင်းဥက္ကလာပါမင်းကြီးတဖုတ်တာနဲ့ဒီပါဠိကပေါ့နော်ဂုံတဲ့ညီတော်တို့ကနေပြီးတော့ကြီးမှုပြီးတော့ရွှေရကုံဇေဒီတော်ကြီးကိုတည်ထားခဲ့တယ်လို့လည်းတမိုင်းမှတ်တမ်းကြီးကသိရှိရပါတယ်။ဒါကတော့တပေါင်းလာကိုအကြောင်းပြုပြီးတော့သာသနာတော်ထူခြားတဲ့မှတ်တမ်းကြီးတွေပေါ်ထွန်းလာခဲ့တာပဲဖြစ်ပါတယ်ရှင်။အဲဒါကတော့ကျမပေါ့နော်။အဲဖတ်ရှုလေ့လာထားတဲ့တပေါင်းလာပြည်နေ့အကြောင်းအချင်းချုပ်လေးပဲဖြစ်ပါတယ်။နောက်ပြီးတော့ဒီနေ့တပေါင်းလာပြည်နေ့ကအဖေများနေလည်းဖြစ်တယ်ပေါ့နော်။ဆိုတော့အဲအိမ်မကိုအဖေရ ရှိသေးရဆိုလို့ရှိရင်အဲကတော့ပေါ့နော်ဒါမှမဟုတ်လို့ရှိရင်လည်းအဝေးရောက်နေရဆိုလို့ရှိရင်လည်းအဲအဝေးရနေပြီးတော့လမ်းပြီးတော့စိတ်မနှိမ့်ကတော့ဖို့အတွက်အကြံပြုပါရနော်အားလုံးပဲပျော်ရွှင်စရာတပေါင်းလာပြင်းနေနဲ့ပျော်ရွှင်စရာဖေးများနေဖြစ်ပါသေးရှင်